ဒါအမ်ပူမိုအနေနဲ့ဆိုရင်တော့ sparse နဲ့တွေ့တိုင်းမှာ gummy လေးရှိတဲ့အစင်လာတော့ရှိတယ်ဆိုတော့ဒီနေ့ညမှာဆိုရင်အမ်ပူမိုအနေနဲ့ armet ရေလုံးနဲ့တွဲဖက်ပြီးတော့ bloody skill hello အားလုံးပဲမင်္ဂလာပါ united show ကနေကြိုဆိုပါရစေဒါဒီဘက်ကတော့ premier league ပွဲစဉ်ဆက်တစ်ပေါ့လေ united အနေနဲ့ sparse တင်းရဲ့ england tottenham hotspur stadium မှာတွားကစားမယ်ဆိုတော့ဒီနေ့ညပွဲနဲ့ပတ်သက်တဲ့ပွဲချုပ် pre-match shot ကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒါဒီဘက်ကတော့ sparse ပေါ့လေ sparse ကတော့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကျွန်တော်တို့အသင်းကို ယူပါလိဖိုင်နယ်မှာအနိုင်ယူထားတဲ့အသင်းဒါပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင်ထိတက်တွေ့ဆုံမှု၄ချိန်မှာ၄ချိန်စလုံးကျွန်တော်အသင်းကိုအနိုင်ယူထားတဲ့အသင်းဒါဒီတစ်ပတ်မှာတော့ကျွန်တော်ပြန်တွေ့ကြမယ်ပေါ့နော်ယူနိုက်တက်အနေနဲ့ပြီးခဲ့တဲ့နှစ်ကရှင်းကျွေးတွေကိုပြန်ဆက်နိုင်မလားဆိုတော့စောင့်ကြည့်ရမယ်စိတ်ဝင်စားစရာပွဲတပွဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ရာသီမှာဆိုရင်နှစ်သင်းစလုံးမှာဒါစိတ်ဝင်စားစရာအချက်လက်လေးရှိရဲဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးသွားကြည့်မယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ပြိုင်ဘက်စပါးဆက်ဒီရာသီအချိန်လေးတွေကိုတစ်ချက်လောက်သွားကြည့်ရမယ်ဒါပြိုင်ဘက်စပါးအနေနဲ့ဒီရာသီမှာဆိုရင်ပရီးမီးယားလိဂ်၁၀ပွဲကစားထားတဲ့နေရာမှာ 9ပွဲနိုင်2ပွဲသေး3ပွဲရှုံးရမ18မှတ်နဲ့မပေးစရာအဆင့်6နေရာမှာတလောရက်တည်နေရပါတော့စပါးစ်ကဒီရဒီမှာဆိုရင်ဒါအင်ကွင်းနေမှာဆိုရင်တော်တော်လေးကိုအားနေတာတွေ့ရတယ်အင်ကွင်းရလက်တွေတော်တော်လေးတော့အခြေအနေမကောင်းဘူးပေါ့နော်။ဒါကြောင့်လဲဆိုရင်အင်ကွင်းမှာဆိုရင်ဒါအင်ကွင်းကစားကြခဲ့ရဲ့9ပွဲမှာဆိုရင်ပထမဆုံးပွဲစဉ်တက်မှာကစားတဲ့ဗန်လီနဲ့ပွဲတစ်ပွဲပဲဂျာမန်အပြည့်ယူနိုင်ပြီးတော့ကျန်တဲ့ဒီဘွဲမှာဆိုရင်တပွဲတည်ရင်နဲ့၃ဘွဲတိရှုံးထားတယ်။ဒါအင်ကွင်းပွဲတွေကနေပြီးတော့စပါးစ်ကဒီရဒီမှာ၄မှတ်ပဲစုဆောင်းထားနိုင်တယ်ပေါ့နော်။ဒါတော်တော်လေးကိုအင်ကွင်းမှာအားနေတဲ့ form တစ်ခုလို့ပဲပြောလို့ရမယ်ဆိုတော့ဒါပေမဲ့အဝေးဘက်မှာဆိုရင်တော့ Spurs ရဲ့ form ကတော်တော်လေးကိုအားကောင်းတာတွေ့ရတယ်။ဘာကြောင့်လဲဆိုရင် Spurs ရဲ့ဒီရည်မှာဆိုရင်အဝေးဘက်မှာ၅ဘွဲကစားထားတဲ့နေရာမှာ၄ဘွဲထိနိုင်ပြီးတော့တပွဲသေးရေးနဲ့ဂျမ73ဘတ်ထိစုဆောင်ထားနိုင်တယ်။ဆိုတော့ Spurs ကဒီရည်မှာဆိုရင် England form ရဆိုရင်တော်တော်လေးကိုအားနည်းနေရတွေ့ရပြီးတော့အဝေးဘက် form ရဆိုရင်တော့ Premier League ထိပ်ဆုံးနှမ်းမှာကြီးတယ်ပေါ့နော်။ဆိုတော့ England form မှာတော်တော်လေးကိုဒါ Spurs အနေနဲ့အားနည်းတယ်။ United ကတော့ဒါ Spurs နဲ့ completely different ပဲတော်တော်လေးကို ခြားနားနေရတွေ့ရတယ် United ကတော့အဝေးခွင်း form တော်လေးကိုအားရစရာမကောင်းဘူးပေါ့နော်တော်လေးကိုအားနေတယ်ဒါဒီယာတီမှာဆိုရင်အဝေးခွင်းမှာဆိုရင် Anfield မှာကျွန်တော်နဂိုးတကိုးနဲ့နိုင်ခဲ့တဲ့တပွဲပဲဒါအမှတ်ပြရသေးရပါတော့။ကျွန်내ပွဲတွေမှာဆိုရင်၂ပွဲတည်ရ၂ပွဲရှုံးရမတ်အငါးမတ်ပဲစုဆောင်းထားနိုင်တယ်နော်။ဝေကွင်းပွဲတွေမှာရမတ်ငါးမတ်ပဲစုဆောင်းထားနိုင်တယ်။အင်ဝင်း4တွေမှာဆိုရင်တော့ United ကတော်တော်လေးကိုအားကောင်းတာတွေ့ရတယ်။ဒါအာဆင်နယ်နဲ့တပွဲပဲရှုံးနေခဲ့တာလွင်ကျွန်내၄ပွဲစုလုံးအမှတ်ပြရခဲ့တယ်။ဆိုတော့ကျွန်တော်အသင်းရဲ့ ဖောင်ရနဲ့စပါသင်းရဲ့ဖောင်စပါသင်းရဲ့ဖောင်မှာဆိုရင်တော့နသင်းနသင်းစလုံးကစန့်ကျင်ဘက်အနေထားပြောင်းမြတ်အနေထားမှာရှိနေပါတော့ဒါမိန်ကွင်းတော်တော်လေးကိုဖောင်အားနေနေတဲ့အသင်းနဲ့ဒါအဝေးကွင်းညှက်တဲ့အသင်းနဲ့ထိုက်တိုက်တွေ့ဆုံတဲ့ပွဲဆိုတော့စိတ်ဝင်စားစရာပိုပြီးတော့ကောင်းနေတာပါတော့ဆိုတော့ Spurs က United ကအားတာတဲ့အချက်လို့ပြောမယ်ဆိုရင်တော့ဒါယာဂိုမှတော့18ဂိုးချင်းတူတူပဲဒါပေမဲ့ Pego မှာတော့ United ထက် Spurs ကထက်ဝက်ပေးကိုနည်းတယ်ပေါ့နော်ဒါကလည်း United ရဲ့အထက်မှာလောလော Spurs ရောက်နေခြင်းအဓိက အကြောင်းရင်းဖြစ်တယ်ဒါချန်ပီယံလိဘက်ကိုသွားကြည့်မယ်ဆိုရင်တော့ချန်ပီယံလိမှာစပါ့စ်ကလေးဘက်ကစားထားတဲ့နေရာမှာနှစ်ပွဲနိုင်နှစ်ပွဲသေးရေရှုံးပွဲမရှိသေးဘူးဒါချန်ပီယံလိဖောင်လေးကတော့မဆိုးဘူးလို့ပဲပြောမှာပေါ့နော်ဒါပြီးခဲ့တဲ့အင်္ဂါနေ့ညမှာကစားခဲ့ပွဲမှာဆိုရင်လေကိုပိုင်ကွန်လေးကိုပြတ်နိုင်ပြီးတော့သူတို့တင်ပုံစံကောင်းတစ်ခုကိုပြတ်သားထားတယ်ပေါ့နော်တပြော့ဒါစပါ့စ်ရဲ့ plain style ဒီရသည် plain style လေးကိုတစ်ချက်လောက်သွားကြည့်ကြမယ်ဆိုတော့ sports ကဒီရသည်မှာဆိုရင်နီပြတဲ့ thomas frank နေနဲ့ဆိုရင်တော့ပြီးခဲ့တဲ့ရာသီ and sports ကိုဂလူလက်ထက်က ဒါကစားခဲ့တဲ့ highline defense တွေပါဒီမလို့ပဲသူတို့မကစားတော့ဘူးဒါ Thomas Frank ရဲ့ထုံးစံအတိုင်းပဲခန်းစစ်ကိုကြီးကြီးလေးလေးနဲ့တိဆောက်တာတွေ့ရတယ်ဒါ counter attack တွေနဲ့တိုက်စစ်စင်တာတွေ့ရတယ်ဒါပေမဲ့ဒါ Spurs တိတ်တက်တဲ့ကိုယ်တိုင် Thomas Frank ရဲ့တိုက်စစ်ပိုင်းကိုတော့ဟိုတိတ်ပြီးတော့အားရကျင်တဲ့မုံမရှိသေးဘူးလို့ခံစားရပါတော့။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာ Unsportsy Goglu လက်ထက်က Spurs ရဲ့တိုက်စစ်ပိုင်းရတော်တော်လေးကိုဖျော်ဖြေမှုပေးနိုင်တဲ့ဆွဲဆောင်မှုရှိတယ်။ဒါပေမဲ့လက်ရှိဒါ တော့မတ်စ်ဖရိုင်းရဲ့လက်ထက်မှာတော့နည်းနည်းအစွဲမဲ့နေတဲ့ right side ဘိုင်းကိုတော့မြင်ရတယ်ဒါပေမဲ့သူအနေနဲ့သူ့ရဲ့ထုံးစံအတိုင်းပဲ간စ်ဘိုင်းကို solid ဖြစ်ဖြစ်တိဆောက်တယ်အဲဂျမန်ယန်ကဒီ three bet တွေပဲကြောင်းလေးရှိတာလေးတွေ့ရတယ်ပေါ့နော် flexible ဖြစ်ဖြစ်ပြိုင်ဘက်ပုံမူတည်ပြီးတော့သူကစားတာကိုလည်း three bet တွေပဲကြောင်းကစားတာမျိုးလဲကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကတော့ Thomas Frank ရဲ့ဒီရာဒီ playing style လေးကိုဖြစ်ပါတယ်ပြီးတော့ဒါဒီရာနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒါ Thomas Frank နဲ့ကစားသမားတွေရဲ့ဂျားမှာနည်းနည်းလေးကြောက်စားဖြစ်တာလေးကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်အထူးသဖြင့် Bashwell တို့ အဲဒါ Mickey Bandy Band တို့ပြီးတော့ Jazz Band ဒီကစားမိုင်းနဲ့ဒါ Thomas Frank ရဲ့ဂျာမာကတောက်စားလေးတွေ့ရတယ်ဒါအငင်းပွားမှုလေးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကတော့လက်ရှိ Spurs ရဲ့အခြေအနေပါဆိုတော့ Spurs အကြောင်းပြောပြီးဆိုတော့ကျွန်တော်တို့ဘက်ကိုကျွန်တော်ပြန်သွားကြည့်အောင်ပေါ့နော် United ကတော့ပြီးခဲ့တဲ့အပတ်မှာဒါကျွန်တော်တို့တင်ရ forest ကိုတည်တမတ်နဲ့ပဲကျင်းနေခဲ့ရပြီးတော့ဒါမပြေမရခဲ့ဘူးဒါအိတ်ရှစ်မတိုင်အိတ်မတိုင်ခင်မှာဆိုရင်ကျွန်တော်တို့ရှစ်မှာ၃ဘွဲ့ဆက်တောက်နိုင်ထားခဲ့အခြေအနေကို အဲ့ဒီတေဘွန်းနဲ့ရတန်ခဲ့တယ်။ဒါပေမဲ့ဒီရာသီဒီနေ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာဆိုရင်တော့အဲသူတို့အမတ်ဆုဆောင်နိုင်ခဲ့မယ်။စပါးစ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒီကျွန်တော်တို့သိရင် return return လေးတစ်ခုကပြန်ပြီးတော့မှန်သွားဖို့ရှိရပါဘောနော်။ဒီရာလေးကတော့တစ်ချက်တော့မျောလင်းကြည့်ရဲ။ဆိုတော့ Amorin အနေနဲ့လည်းဒါပြီးခဲ့တဲ့ရာသီမှာဆိုရင်စပါးစ်ကိုရှုံးခဲ့တယ်ဘောနော်။ရှုံးခဲ့ဆိုတော့ပွဲစဉ်၃ပွဲရှုံးခဲ့၊၄ပွဲရှုံးခဲ့တဲ့နေရာမှာတစ်ပွဲက Eric Dyer ရှုံးခဲ့တာ၊၄ပွဲက Robin Amorin ရှုံးခဲ့တာဘောနော်။ Amorin အနေနဲ့ ဒါ space ကိုပြန်ပြီးတော့အကျွေးဆက်ဖို့ဆိုရင်ဒါရှုံးကျွေးပြန်ဆက်ဖို့ဆိုရင်ဒီနေ့မှာဆိုရင်တော်တော်လေးကောင်းတဲ့ game plan တစ်ခုဒါ season လာမှရမယ်ကျွန်တော်တို့ United မှာဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့တင်ရညာချမ်းတော်ပါเนาะညာချမ်းအတွက်ဖြစ်တဲ့ဒါအန်ဘူမိုအာမတ်တိုက်စစ်ပိုင်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အားကိုးရအောင်ပါပဲပြီးတော့နောက်ချက်ကဒါဒါအမ်ဘိုမောအနေနဲ့ဆိုရင်တော့ space နဲ့တွေ့တိုင်းမှာဂုံမြူလေးရှိတဲ့အစင်လာတော့ရှိတယ်။ဒါတော့ဒီနေ့ညမှာဆိုရင်အမ်ဘိုမောအနေနဲ့အမတ်ရေလုံနဲ့တွဲဖက်ပြီးတော့ဘလောက်ထိခြေစွမ်းပြနိုင်မလဲဆိုတော့ကျွန်တော် စောက်ကြည့်ရမယ်ပေါ့နော်နောက်ကျကျွန်တော် United ဘက်မှာစိတ်ပူတာဆိုရင်တော့ Sus Go Sus Go ကတော့နည်းနည်းလေးစိတ်ပူတယ်ဘာကြောက်လဲဆိုတော့ဒါသူရင်ဆိုင်ရမယ်ခန်းစစ်မိုးတွေကဒါ Premier League ရဲ့တန်းတစ်ခုမှာရှိနေတဲ့ခန်းစစ်မိုးတွေဖြစ်တဲ့နှစ်ယောက်စလုံးကတော့တော်တော်လေးကိုအားကောင်းနေတဲ့ပါတယ် Mickey Van de Ven ဆိုရင် Premier League ရဲ့ဒါအမြန်ဆုံးခန်းစစ်မိုးတွေမှာပါတယ်ပြီးတော့ Romero ဆိုရင်လည်းတော်တော်လေးကို leadership အပြည့်နဲ့ကျန်ကျန်တန်းကစားလေးရှိတဲ့ကစားသမားပေါ့နော်နှစ်ယောက်စလုံးကတော်တော်လေးကို Premier League မှာဆိုရင်နာမည်တစ်ခုရှိပြီးသားခန်းစစ်အတွဲဆိုတော့ Sasco အနေနဲ့အရင်ဆိုင်ရမယ့်နေရာမှာအခက်အခဲရှိနိုင်တယ်ဒါပေမဲ့ Sasco အနေနဲ့ဒီပွဲမှာတခုခုလောက်ပြနိုင်ဘူးတော့ညှော်လင့်တယ်ပေါ့နော်အဲနောက်တစ်ချက်ပြောချင်တာက United ရဲ့ကွင်းလေပေါ့နော်ကွင်းလေမှာဆိုရင်တော့ Bruno Fernandes, Casemiro ဒီတကြီးပိုင်းကစားသမားနှစ်ယောက်တွဲတဲ့တပည့်ပေပေါ်နဲ့ရင်ဆိုင်ရမှာတော့ Spurs ရဲ့ကွင်းလေမှာဆိုရင် Van Dijk ရရှိမယ်ဒါ Van Dijk ရှိမယ် Palinha ရှိမယ်ဒါဘာဘီမတာစားလို့ကစားမမျိုးရှိမယ်ပြီးတော့ဇာဘီစီမွန်တို့လို့ကစားမမျိုးရှိမယ်ပေါ့နော်ဒါတော်တော်လေးကိုလှောက်အားနှုံးအခြေပြုတဲ့ကွင်းလေအတွဲလို့ပြောလို့ရမယ်တော်တော်လေးကို technical နဲ့အရေးတွေကောင်း technical အရေးတွေလည်းမြင့်နေ တော်အားလုံးလည်းကောင်းတယ်အဲတော်တော်လေးဟန်ချက်ညီတဲ့ကွင်းလက်အကွင်းလက်အတွဲလို့ပြောလို့ရမှာเนาะဆိုတော့ဒီကွင်းလက်နဲ့ကျွန်တော်တို့အတင်းရဲ့ကွင်းလက်နဲ့ရှင်တဲ့နေရာမှာမဖီပတ်တယ်မှာပေါ့เนาะကျွန်တော်တို့အတင်းဒါမှဖေးဖို့လိုတယ်အဲပြီးတော့ဒါ narrow number 10တွေဖြစ်တဲ့ကုညာတို့အံပူမိုးတို့ကလည်းကွင်းလက်ကိုတော်တော်လေးကူညီပေးနိုင်မှအကွင်းလက်ပတ်တယ်မှာဆိုရင်ကျွန်တော်တို့ဟိုရှင်ကစားနိုင်မယ်ပေါ့เนาะပြီးတော့နောက်တစ်ချက်ရှိတာ Mickey Bandy Band Bandy Band ကိုတော့ကျွန်တော်တို့ဒါ subspace တွေကနေပြီးတော့တတိထားဆောက်ကြည့်ရမယ်ကစားသမားဒါ Everton နဲ့ပွဲမှာဆိုရင် subspace ကနေပြီးတော့ပုံစံတူဒါ corner ပေါ့နော် corner ကနေပြီးတော့ပုံစံတူနှစ်ကိုတွင်းခဲ့တယ်ဒါဂုံးလိုက်ကိုနှစ်ကိုတွင်းခဲ့တယ်ဒါ subspace တွေကနေဆိုတော့လေ Bandy Ban ကိုတော်တော်လေးကိုဆောက်ကြည့်ရမယ်လို့ထင်တယ်ပြီးတော့ Bandy Ban ရဲ့အဲဒါနောက်တန်းကနေပြီးတော့ရှေ့ final တက်ဆောင်လောက်ထိကို Bulgarian လောက်တဲ့ပုံစံပေါ့နော်နောက်ကနေရှေ့ထိဆွဲဆွဲပြီးတဲ့ပုံစံကိုကျွန်တော် အဲအဲ့လိုခွင့်မပြုရဖို့လိုတယ်ဒါပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းပထမအကြော့မှာဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးဘန်ဒီဘန်အနောက်ကနေပြီးတော့ရှေ့တီတက်ဆွဲလာပြီးတော့ဂိုးဖန်နေမှုတစ်ချိန်လောက်သွားတာမျိုးလည်းကျွန်တော်တို့ကြုံခဲ့ရတာပေါ့နော်ဒါမျိုးဒီနေ့ပွဲမှာထပ်မဖြစ်ဖို့လိုတယ်ပြီးတော့နောက်ထပ်တစ်ချက်က Spurs ရဲ့အဲဒီရာသီမှာဆိုရင်သူတို့ရန်အားကိုးနေတဲ့ set speed တွေပေါ့နော် set speed တွေမှာဆိုရင်ဒါ corner ရောဒါ long throw တွေရောသူတို့တော်တော်လေးကိုဒီရာသီမှာဆိုရင်တော်တော်လေးကိုဟိုအားဆိုင်တာလားတွေ့ရပါတော့နော် long throw တွေ corner တွေဆိုရင်တော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 ်လေးကို ဟိုဘယ်လိုပြောရမလဲဒါအာဆင်နယ်ရဲ့ corner can နဲ့ rotation rotation နဲ့တော့နည်းနည်းခက်ဆင်ဆင်ပေါ့နော်သူတို့ရဲ့ in swinging corner တွေကတော်တော်လေးကိုအားကောင်းတာတွေ့ရတယ် right corner kick ကိုတော့ mohammad kudus can နဲ့ left corner kick ကိုတော့ဒါ petro poro ပေါ့နော် petro poro can နဲ့ဒီ xama တွေကတော်တော်လေးကိုအားကောင်းတဲ့ corner kick တွေကိုတို့ကန်ကြမှာနော် corner မှာဆိုရင်တော့လုံးဝ goal တွေကိုတိုက်ရိုက်ထည့်တဲ့ပုံစံတွေရောဒါနောက်တစ်မျိုးဆိုရင်ဒါ far post ကိုလမ်းရော wide ပြီးကန်တဲ့ပုံစံတွေလည်းတွေ့ရတယ်ဆိုတော့ဒါ lemans အနေနဲ့ဒီနေ့ပွဲမှာဆိုရင်တော့ တော်လေးအလုတ်ရှုံမဲ့ပွဲပေါ့နော်လမန်းစနေနဲ့ဒါပုံမှန်လက်စွမ်းဒါပုံမှန်အမှားရမရှိတဲ့ပုံမှန်လက်စွမ်းကိုပြသနိုင်မှာတော့ရမယ်ဆိုတော့အလုံးခြုံပြီးပြောမယ်ဆိုရင်တော့ဒါ United ကို Spurs ကိုတရားဒီရဲ့ဖောင်ရဆိုရင်တော့အားရစရာအချင်းနေမှာတော့ရှိမနေဘူးပေါ့နော် Spurs ကအဝေးဘက်မှာအရန်ကောင်းလောက် အိမ်ခွင်းမှာတော်တော်လေးကိုရလက်ဆိုးနေတာတွေ့ရတယ်။အဲယူနိုက်တက်ကတော့အဝေးဘက်မှာရလက်ဆိုးတော့အိမ်ခွင်းမှာကောင်းနေတာတွေ့ရတယ်။ဆိုတော့ဒီနေ့မှာတော့ Spurs နဲ့အိမ်ခွင်းမှာနော်အိမ်ခွင်းအရန်ဆိုးနေတဲ့အသင်းနဲ့အဝေးခွင်းညံ့တဲ့အသင်းတိတိတိမဲ့ပွဲဒါဒီနေ့ညမှာစိတ်ဝင်စားစရာကောင်းတယ်။အဲယူနိုက်တက်အနေနဲ့ပြောမယ်ဆိုရင်နော်ယူနိုက်တက်ကဒါမနစ်ကရှုံးကြီးတွေကိုပြန်ဆက်နိုင်ဖို့အတွက်ဆိုရင်ဒါအမိုအမိုရင်အနေနဲ့ဒါနေပြပါပိုင်းရအောင် game plan အကောင့်တစ်ခုကိုချမှတ်နိုင်မှာရမယ်ကစားမအနေနဲ့လဲကစားမတွေအနေနဲ့လဲကိုင်းထဲမှာတော်တော်လေးကိုအခြေဆက်မိမိနဲ့ကစားနိုင်မှာဖြစ်မယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ သင်ဒါ spas ကိုရှုံးကြည့်ပြန်ဆက်နိုင်မှာဖြစ်တယ်ဆိုတော့အခုတင်ဆက်ပေးခဲ့ရတာတော့ဒါမြန်မာစံတော်ချိန်9နိုင်မှာကစားမဲ့ Tottenham Hotspur နဲ့ Man United တို့ရဲ့ဒါပွဲကြိုပရီမက်ချ်တော့ဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ United ရှုပြည့်တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ